ဘန်ကောက်ဆိုင်ရင်ရုံးမှာတွေ့ခဲ့တဲ့ယမားကအာနိုင်ပြင်ဘာဆိုင်ရီထုတ်ပြထားမလဲယမားအာနိုင်ကပြင်မှာတော်တော်လှပါတယ်ဒါပြားနဲ့အနေနဲ့စီးတွေ့ပါတယ်စပိုပိုင်နေနေကအာ7နဲ့အာနိုင်နှမျိုးပဲတွေ့ခဲ့ပါတယ်ဒီမှာဝင်မဆိုရင်မြန်မာငွေစင်းနဲ့3650ကျပ်ဝန်းကျင်နဲ့ရနိုင်ပါတယ်ဘန်ရှော့ထဲမှာဆိုရင်ဒီနရီ900ကိုပြထားပါတယ်ဒေဒီဂျင်းနဲ့တကယ်ဒီလိုကောင်းမယ်ဒီနရီ900ဆိုင်ရဖြစ်မှာပါ။ Ja Venture ဆိုင်ရနဲ့ရှင်ဒီနရီကတဝက်လောက်ရွယ်စားပဲရှိပါတယ်။ Performance ကလည်းတကယ်ကျန်ပါလေ။ဈေးကပတ်၄၅000ဖြစ်ပါလေ အခုမြန်မာဝန်ထဲဆိုလို့ရှိရင်တော့3600ဝန်းကျင်ရှိပါတယ် MD09 ကတော့ first gen ပုံမှန်ကလွယ်လို့မကြိုက်မိတော့တာခုထိပါဘူးဘာပုံမှန်ကြီးမှန်းကိုမသိတာပါဒါပေမဲ့စီးမလားဆိုရင်ရှိမှာပါပဲ။ဆိုင်ကဆိုရင်ကြီးနာကလွယ်လို့ပုံကြိုက်ပါလေ။ဈေးကဘတ်၄သိန်း၄,၈၀၀ပါ။ MD07 လည်းပြလာတယ်။ Aeros ဆိုင်ကလည်းတွေ့တယ်။ Yamaha PG1 PG1 ရဲ့ပြန်ဘတ် Honda City 125ဒါမြန်နေချင်းဆိုင်မှာပါ။ ဒါကတော့ညောင်ယုတ်ပေါက်သွားမဲ့ Honda Monkey ထလုံးမှုရသွားတယ်ဆိုပြီးတော့ဘာလုံးမှမသိတယ်ယမ SR 400ရလားငါ့ရလားမသိဘူးပြထားပါတယ် HM 300 and mass sangre တွေလည်းပြထားပါတယ်ဒီ sangre တွေကဒီဇင်ဘာ10ရက်နေ့ထိဒါ Bangkok Motor Expo မှာပြမဲ့ယမ sangre တွေဖြစ်ပါမဲဆူအနေနဲ့ဒီအစ်ထွက်လာမယ်လေယမဆိုင်ရယ်တွေကဘဲဆိုင်ရယ်ကိုတန်းနေတဲ့လက်ချက်ကောမန်မှာရေးပေးတော့ခဲ့ကြပါအောင်ခင်ဗျဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ